အားလုံးပဲမင်္ဂလာပါ The Brand Academy YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်ဒီတစ်ပတ်ပြပြတောက်ပြခြင်းတဲ့အကြောင်းအရာကတော့ဒီဝင်း CSA ရဲ့ဒီ flat property ပေါ့နော် flat property အသုံးပြုနဲ့ပတ်သက်ပြီးတော့ knowledge share နဲ့ပြပြပေးတော့မှာဖြစ်ပါတယ်။ပမာအလုံး flat property ဆိုတာကဘာလဲပေါ့နော်အဲကျွန်တော်တို့ဒီဒီဝင်း CSA မှာဆိုရင်သူ့ရဲ့အဲ utility class လို့ခေါ်မှာပေါ့နော် flat was property တခုပါတယ်ပေါ့နော် property ဆိုတာပါတယ်အဲ့ဒီအကြောင်းအရာကိုကျွန်တော်တို့သုံးမယ်ဆိုရင်သူက ီ flat basic ကိုပထမဆုံးအနေနဲ့ flat basic ပေါ့နော် flat basic မှာဆိုရင်ကျွန်တော်တို့ကဘာရှိတုံးဆိုတော့သူကဒီ flat basic ကဒီ flat ခုနိုင်ငံထဲမှာရှိတဲ့ဒီ item တွေရဲ့အရွယ်စားကိုသတ်မှတ်ပေးပေါ့နော်ဥပမာဒီလိုမျိုးပေါ့နော်ဒီကျွန်တော်တို့ flat item တွေ၃ရှိတယ် item မှာမှာကျွန်တော်တို့လိုချင်တဲ့အဲ flat item တစ်ခုချင်းစီရဲ့ site တွေအရွယ်စားတွေကိုဒီ flat basic ကသတ်မှတ်ပေးရပေါ့နော်အဲသူမှဒီ utility class အနေနဲ့ကျွန်တော်တို့ဒီ basic ဆိုတဲ့နောက်မှာမှဟိုကြိုက်တဲ့ ီ number ကိုထည့်သွင်းပြီးတော့ဒီ site ကိုချိန်နိုင်တယ်ပေါ့နော်နောက်တစ်ခုက fashion ပေါ့နော်ဒီ fashion ကိုအသုံးပြုပြီးတော့လည်းဒီ site တွေကိုအသုံးပြုလို့ရတယ်ပြီးတော့အပြည့်လိုချင် food ပေါ့နော်ပြီးတော့ auto ထားလို့ရတယ်သူရဲ့ site အမျိုးမျိုးပေါ့နော်ဒီ container ပေါ်မူတည်ပြီးတော့ကိုကြိုက်တဲ့ဟာကိုအဲထားပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်အဒီမှာဆိုရင်ကျွန်တော်တို့ဒီ basic 64တုံးထားတယ်ပြီးတော့ basic 12တုံးထားတယ်ပေါ့နော်ဒါပုံအနေနဲ့သူပြထားတာလေးရှိတယ်နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ အဲ့ဒီမှာမှာဘာကြီးဆက်သုံးလို့ရဆိုတော့ခုနပြောတဲ့ကျွန်တော် fraction ပေါ့နော် fraction မှာဆိုရင်ဒီ1 by 3ဘုံရင်တပုံယူမလားအဲ3ဘုံ2ဘုံယူမလားပေါ့နော်အဲအဲ့လိုမျိုး fraction တွေလည်းသုံးလို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လက်တွေ့စမ်းသုံးလက်တွေ့စမ်းသုံးပြီးတော့ရေးပြမယ်ပေါ့နော်အဲကျွန်တော်တို့ကအရင်ဘက်ကကျွန်တော်တို့တင်းဝင်ဆက်ဆက်ရှိရပေါ့နော်ဒီ calculate ရှိတယ်အဲ့ဒါကိုကျွန်တော်ကအတောက်ပြီးတော့ပုံမှာကျွန်တော် screen ကိုချက်လိုက်အချင်းချက်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလိုလေးရှိတယ် အဲ့ဒါအောင်မှာကျွန်တော်တို့ကခူတာလေးကိုကျွန်တော် run လိုက်မယ်ပေါ့နော်ဥပန်းဝဲလိုက်စားပါဆိုပြပါလိုက်မယ်ဟုတ်ပြီအဲ့ကျွန်တော်ဒီတစ်ပတ်ပြပြတာမှာကဒီ flat visit တုံးရတဲ့ဒီ visit တို့ဒီ direction တို့ flat နဲ့ပတ်သက်ပြီးတော့ဒါရင်ချိုးရတဲ့ web ပေါ့နော် web flat web တုံးနေဟာရဲ့ပတ်သက်ပြီးတော့ဒီဝင်ဆက်စားဘယ်လိုတုံးပြရမလဲဆိုတာကိုအဲကျွန်တော်ကအဓိကထားခဲ့ပြပြပေးတာမှာပေါ့နော်အဲပထမအဆုံးဒီ flat basic မှာဆိုရင်ကျွန်တော်စမ်းပြီးတော့တုံးချင်မှာပေါ့နော်အဲ flat basic ကိုကျွန်တော်ဆက်ရေးကြည့်လိုက်မယ်။ဒါကျွန်တော်ပြလေးကိုစမ်းတုံးချင်မှာပေါ့နော် တော့ flat ထဲမှာမှကျွန်တော်တို့ဒီ full width ပေးထားတဲ့ထဲမှာမှဒီကတော့မှာပေါ့နော်အဲ့မှာကျွန်တော်တို့0 1 2 3 4ဆိုပြီးရှိတယ်အဲ့ဒါကျွန်တော်တို့ကမမြင်ရဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့က background ပေးလိုက်မှာပေါ့နော်ဒီ G ဆိုပြီးတော့ရောင်လေးတွေပေးလိုက်မှာ ောင်းလေးနည်းနည်းဖြည်းဖြည်းနဲ့ဖြောက်သွားမယ်ပေါ့နော်။အားရ။ဒီရဆိုပြီးတော့ထားလိုက်ပါမယ်။အဲကျွန်တော်တို့အရောင်ဖြည်းဖြည်းနဲ့ဖြောက်သွားတဲ့ပုံစံထားနော်။0 1 2 3 4ဆိုရှိပဲ။ပြီးတော့ color ကို text ကိုကျွန်တော်တို့ကဖြည်းလိုက်မယ်။အဲဖြည်းအောင်ထားလိုက်မယ်ပေါ့နော်။ဒီ0 1 2 3ရဲ့ကို text white ပေါ့။ white ထားလိုက် အဲ့တော့ဖြူအောင်ပြောင်းတာပြီးတော့ကျွန်တော်တို့စန္ဒာပို့လိုက်ပါဘောနော်တက်ညကျွန်တော်တို့စန္ဒာရောက်သွားပြီဘောနော်တက်စန္ဒာဆိုပြီးရောက်သွားတယ်အာဒီခါကဖြူအဲ့ကျွန်တော်တို့ဒီကျွန်တော်ဖလက်ကိုတုံးပြရခြင်းအားဒီဖလက်ထဲမှာရှိတဲ့ဒီ site လေးတွေကိုဒီဖလက် basic ကတည်းကညှိပေးသွားတယ်ဘောနော်သူရဲ့ရွယ်စားကိုသတ်မှတ်ပြီးညှိပေးတဲ့ပုံမျိုးကျွန်တော်အဲ့ဒါအောင်မှာ property ထောက်ချင်မစင်ဖလက် visit 38ဆိုရင်ကျွန်တော်တို့ web က256တုံးပြီဘောနော်တွေ့ရဆိုရင်286 288တောင်းနဲ့ပြီးတော့ HS ဆိုရင်320 SM ဆိုရင်384ပေါ့နော်သူရဲ့ site ကအဲ့လိုလေးကိုရပေါ့နော်တစ်ချက် screen ကိုချက်ကြည့်မယ်ဆိုရင်လည်းဖြစ်သွားမှာပေါ့နော်ဒီ site လေးလေးကိုရအောင်တွေ့မှာပေါ့နော်ဒါကတော့ flat ရဲ့ဒီသူရဲ့ flat ထဲမှာပါတဲ့ basic ကိုအသုံးပြုပြီးတော့ site ကိုသတ်မှတ်ပေးရမှာပေါ့နော်ဒါက flat basic အသုံးပြုပုံနောက်တစ်ခါကျတော့ fashion fashion ပေါ့နော် fashion မှာဆိုရင်ကျွန်တော်တို့ဒီအပိုင်းကိန်းအနေနဲ့သုံးရမျိုးလေးရှိတယ်။အော်၄ဘုံပုံ နှစ်ပုံယူလဲနှစ်ပုံပုံတဝက်ချိုးမလားပေါ့နော်သူရဲ့ site ကိုဘယ်လိုချိုးမလဲပုံမျိုးတွေပြောလဲတောင်းလို့ရတယ်အဲ့ဒါကျွန်တော်ဒီအားလေးတွေကိုတောင်းလိုက်ပေါ့နော်1.4 1.4 1.2ဆိုတာကိုကျွန်တော်ဒီမှာပြောင်းလိုက်မယ်ဒါဆိုရင် site တွေကညီနေလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ကျွန်တော်ပြီးရောညီကြည့်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါဆို site ကညီအဲ့တော့မှကျွန်တော်တို့က လေးပုံပုံရင်ကျွန်တော်တို့ကနှစ်ပုံရိုက်လိုက်မယ်ဆိုရင်နောက်ဆုံးတစ်ခုကြည့်တော့အဲဆိုရင်လေးပုံပုံနှစ်ပုံကြာရည်ရတယ်ပုံနံပါတ်၄ရအဲ့လိုပဲကျွန်တော် site တွေကိုကျွန်တော်ဒီ flat visit မှာဆိုရင်ကျွန်တော် fashion ဆိုတဲ့ niche ရပေါ့နော်ဒါက flat နဲ့ပတ်သက်ပြီးတော့တုံးနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ flat ကိုတုံးမယ်ဆိုရင်အဓိကသိရမှာကျွန်တော်အပေါ်ကဒီ flat ခြုံထားရှိမယ် flat class ရှိမယ်အပေါ်က flat row ဆိုပြီးတော့ခြုံပေးရမယ်ပေါ့နော်သူရဲ့ flat property ရာဆိုရင်ဒီဝင်စီစံမှာလို့ ုံးပြပြလို့ရတယ်။အဲ့ဒီမှာမှကျွန်တော်တုံးပြခြင်းနဲ့ကတ်တစ်ခုချင်းစီမှာဆိုရင်ဟိုဒီမှာအဲသူ့မှာပါ utility dress တဲ့ဒီ basic မှာဆိုရင် fashion ရှိရ full ရှိရ auto ရှိရပေါ့နော်။ဒီလေးကဟာလေးတွေကျွန်တော်လိုချင်တဲ့ site ပေါ်မူတည်ပြီးတော့တက်မှတ်ပြီးတော့တုံးပြလို့ရပါနော်။ဒါက flat ရဲ့ basic ပေါ့နော်။ flat basic ပြီးတော့ကျွန်တော်တို့နောက်ကကြ dietion ပေါ့နော်။ flat dietion မှာဆိုရင်ကျွန်တော်တို့ဒီခုနကကျွန်တော်တို့စီလိုက်တဲ့ဒီ cut လေးတွေမှာဆိုရင်ကျွန်တော် dietion ဘယ်လိုသွားမလဲပေါ့နော်။ ဒီ flash tire ဆိုတာကဒီ container flat container ထဲမှာရှိတဲ့ဒီ item ကြီးရဲ့ဘလို့ဥတီချက်ဘလို့စီစဉ်မှာเนาะရှင်းတော့ကြောင်းမြန်စီစဉ်မလားပေါ့เนาะအဲ့လိုမျိုးလေးကျွန်တော်တို့စမ်းပြီးတော့အဲတုံးလို့ရပါเนาะအဲကျွန်တော်ကဒီဟာကိုစမ်းပြီးတော့ချက်တုံးပြမယ်အဲကျကျွန်တော်တို့ကခုနကတော့ရေးထားတဲ့ကုတ်မှာဆိုရင်1 2 3 4ဆိုပြီးတော့ရှိရပါတော့เนาะကျွန်တော်အဲ့ဒါကိုခုနလို site ကိုညီအောင်ပြန်ထားလိုက်မယ်အမိုင်4ဆိုပြီးတော့ထားလိုက်တော့ site ကိုကညီသွားတယ် ဲ့အောင်မှာကျွန်တော်တို့ကဒါကအဲဒိုင်ရှင်သုံးကြည့်မှာပေါ့နော်ကျွန်တော် flat ဒိုင်ရှင်နဲ့မှာ flat row ဆိုရင်တော့ပုံမှန်အဲ row တိုင်းမဲ့တော့ပေါ့နော်ဒီနှစ်သုံးဆိုရဲ row ဆိုတော့ဒါကတော့မထူစားဘူးအဲကြောင့်ကျွန်တော်ကဒီနောက်မှာ flat row ဆိုတဲ့အောင်သုံးထားတဲ့တခါပုံမှန်နေထားပါတော့အဲ့ကြောင့်မှာကျွန်တော်တို့က flat row property ပုံမှန်ဒီဒီနှစ်သုံးကိုကျွန်တော်တို့က3နှစ်တက်ပြောင်းနေတယ်ပေါ့နော် row wrapper ပြောင်းနေတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုပြောင်းမလဲဆိုတော့ဒီမှာ flat row wrapper ဆိုပြောင်းလိုက်တာ ਨੇ ဘယ်လိုဖြစ်တော့မလဲဆိုတော့ ျွန်တော်ပြန်ကြည့်ပါဘောเนาะ4321ဆိုပြီးတော့ row ကိုပြောင်းပြန်လာရတဲ့သဘောပေါ့เนาะ4 4321ဆိုပြီးဟော row revelator တုံပုံစံမျိုးပေါ့เนาะအဲ့လိုပဲကျွန်တော်တို့ဘာလဲလောတာ flat column ပေါ့နော် flat column ကိုလည်းသူ revel လုပ်လို့ရတယ်အဲ့ကျွန်တော်တို့ကဒီဟာကို flat column နဲ့တုံးမယ်ဆိုရင်ဒါတော့ row မဟုတ်တော့ flat column နဲ့တုံးမယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒီကောင်ကို flat column အဲ့လိုပဲတော့ flat column reverse ဆိုပြကြည့်လိုက်ဒါကတော့ flat ပေါ့နော် flat property မှာ flat column reverse ဆိုပြကျွန်တော်တို့ထည့်လိုက်အဲ့တော့ကျွန်တော်တို့ဘယ်လိုဖြစ်တာမလဲ432ပေါ့နော်အဲတကယ်လို့ flat column သုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီ flat column ဆိုပြီးတော့ပုံမှန် flat ထဲမှာမှာ flat column ခုနကရိုးနေရာမှာ flat column ပြောင်းလိုက်ရင်ကျွန်တော်တို့က1 2 3 4ပေါ့နော်1 2 3 4ရှိတဲ့ column ကို432ပြောင်းနေတဲ့ခါကျ flat column reverse ဆိုပြီးတော့ထည့်လိုက်တယ်ပေါ့နော်ဒါကတော့ click call တော့ပဲရတုံးကြည့်ပုံပေါ့နော်432 one ဆိုပြီးတော့ကြောင်းရလာတဲ့ဟာ column ကို refer လုပ်လို့ရတယ် row refer လုပ်လို့ရတယ်ပေါ့နော်ဒါအားတော့ flutter ရှင်ဒီကသူရဲ့အလုပ်လုပ်ပုံကတော့ကျွန်တော်တို့ဒီ item တွေရဲ့ဥတီချက်ပေါ့နော်ထားပါတော့လာရအောင်ကျွန်တော်ပဲခုနလိုအပေါ်အောင်စီမလားပေါ်နော်ခုနတနေ့တုံးနေတော့မလားတုံးနေ့တစ်ပြန်တော့မလားအလုပ်ဥတီချက်ကိုစီစဉ်တဲ့ခါမှာဆိုရင်ကျွန်တော်တို့ကဒီ flutter ရှင်ကိုအသုံးပြုတာပေါ့နော်။အခုကျတော့အသုံးများတဲ့ဟာက flat web ပေါ့နော်။ flower ရဲ့အဓိကရည်ရွယ်ချက်ကသူကကျတော့ flower ကကျတော့ဒီကျွန်တော်တို့ container ထဲမှာမဆန်းတဲ့ခါကျရင်ဘယ်လိုခြုံမလဲပေါ့နော်အဲကျွန်တော်တို့ဘယ်လိုဟိုဒါပါလားတုံးမှုရှိရယ်တုံးကိုမှကျွန်တော်တို့မဆန်းတဲ့ခါကျရင်အောက်ကိုတစ်ခုချပြီးတော့နှစ်ခုပဲပြမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဒါအဲချိုးချိုးချတဲ့ပုံစံမျိုးပေါ့နော် flower ကဒီ container ထဲမှာရှိရ item တွေမဆန်းတဲ့ခါကျရင်ဘယ်လိုခြုံမလဲဆိုတဲ့အခါမှာတုံးပြခြင်းတဲ့ခါကျရင်ဒီ flower ကိုတုံးပြရယ်ပေါ့နော် ဒါကျွန်တော်တို့ flag web ကိုတစ်ချက်စမ်းကြည့်မှာပေါ့နော် flag web ထဲမှာခုနကကျွန်တော်ရေးထားတဲ့ဟာက421ဆိုတာရှိရဟာကိုကျွန်တော်ကအခုပြန်ပြောင်းလိုက်ပေါ့နော် flag ထဲမှာမှကျွန်တော်ခုနကတော့တုံးလို့ flag row ပဲတုံးမယ်ပေါ့နော်အဲ့ကြကျွန်တော်တို့ကဒီကောင်က screen full ကပြည့်ပြည့်နေတာဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့တက်ဝက်ချိုးလိုက်မှာပေါ့နော်တက်ဝက်ဆိုတော့4 by 4 လေးပေါင်ပုံရင်တဲ့အာ1 2ပေါ့တက်ချိုးလိုက်မယ်1 2 1 2 1 2ပါဆိုစက်ကွင်းကိုတက်ချိုးလိုက်တာဆိုကျွန်တော်တို့ဝက်သတ်မှတ်ပေးဖို့လိုနေတယ်သူရဝက်ကိုကျွန်တော်အားဒီမှာသတ်မှတ်ပေးမယ်ဝက်ဆိုပြီးတော့ဘယ်လောက်သတ်မှတ်ရအောင်120လောက်သတ်မှတ်လိုက်ရင်ဘယ်လောက်လဲရှိတယ်ဟောထောက်ကြည့်လိုက်မယ်ပေါ့နော်တော့20တောင်းမှတ်ရင်เนี่ยဝက်က1280ရှိတယ်။ည1280။ဒါ1280လေးမှာရှိရပေါ့နော်။1280တဲ့မှာမာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ 1280ဟိုမှာကျွန်တော်ကစန်တာကတ်လိုက်မယ်ဆိုရင်မာဂျင်အော်တိုဆိုပြီးတော့စန်တာထားလိုက်မယ်မာဂျင်အော်တိုဆိုပြီးကျွန်တော်စန်တာထားလိုက်တဲ့ခါကျတော့ဒီမျိုးစန်တာကျသွားပြီပေါ့နော်1280ထဲမှာကျွန်တော်တို့ကဒီ1 2 3 4ဆိုပြီး1 by 2 1 by 2ကိုချထားတယ် ้ามาจังเนาะ flat web ก็ต้องอยู่มั้ยสรุปตัวอ่ะบลูชูมั้ยเลยสรุป flat web มาตัวเนี่ย property อ่ะ no web ชื่อ web ชื่ออ่ be flat web repair ဆိုပြီးတော့ရှိပါเนาะအဲ့ဒါကျွန်တော်တို့က flat web repair ဆိုပြီးတော့အဲ grammar တော့က flat web flat no web ကတော့ဒါ default အနေနဲ့ no web ပဲပေါ့เนาะဒါပုံပုံမှာတော့ဒါအခုကျွန်တော်တုံးထားရတာကအခု subscribe ကိုချုံလိုက်တဲ့ခါကျရင် no web ပဲပေါ့เนาะအဲကျွန်တော်တို့က စကရင်ကျောက်လိုက်တဲ့ခါကျရင်မဆန်းတဲ့ခါကျရင်ဒါပဲတော့ပရမအခြေအနေမှာ1 2 3 4ရှိတယ်။အဲ့ဒါအောင်မှာကျွန်တော်တို့ flat wet တုံးတဲ့ခါကျရင်တဝက်တဝက်ပုံမှာလို့ပြလိုက်မှာပေါ့နော်။ flat wet ဆိုပြီးကျွန်တော်တို့တုံးလိုက်။အဲ့ဆိုကျွန်တော်ဘယ်လိုချတာလဲ။တိုင်ပြဖြစ်တာပေါ့နော်။1 2ဆို1 minus တဝက်တဝက်စီယူနေတဲ့တဘောမှာကျွန်တော်တို့အောက်ကိုချိုးချရတယ်ပေါ့နော်1 2 3 4ဆိုပြီးတော့၄ခုဖြစ်သွားရပေါ့နော် ဒါကကျွန်တော်တို့ flat work မှာ work ကိုတုံးတဲ့ခါကျရင်သူကချိုးပေးသွားတဲ့ပုံစံမျိုးပေါ့နော်အဲအောင်မှာကျွန်တော်တို့ width တက်လိုက်တဲ့ဟာက1 by 2တက်မှတ်တယ်ဆိုတော့ကျွန်တော်တို့တဝက်တဝက်စီယူလိုက်တာပေါ့နော်တဝက်တဝက်လေးကပေါင်းလိုက်တဲ့ပုံစံမျိုးပေါ့မှာကျွန်တော်တို့ကတဝက်တဝက်နှစ်ခါဆိုရင် full ဖြစ်သွားတာဆိုတော့ကျွန်တော်တို့မဆက်တဲ့ခါကျအောက်ကိုနှစ်ဖွဲချိုးချလိုက်တဲ့သဘောဖြစ်သွားမှာပေါ့နော်ဒါတခုကျွန်တော်ဖြတ်လိုက်အားဆိုရင်ကျွန်တော်တို့ဒီမျိုးဖြစ်တာအမျိုးပေါ့နော်တော့ဘယ်လို flat work မတုံးမနဲ့ diamond ထားမယ်ဆိုရင်ကျွန်တော်ဒီထဲမှာပဲ ကျွန်တော်ကညှိပြီးတော့ဒီသုံးခုကပမာဏအတူတူဖြစ်နေတယ်ပေါ့နော်ဒါမျိုးပေါ့နော်အဲ့ဒါအောင်မှကျွန်တော်တို့ကဒီဟာကိုတဝက်ချိုးပြီးတော့မဆန်းတဲ့ခါကျရင်အအောက်ဆင်းမယ်ဆိုပုံစံမျိုးရေးချင်တဲ့ခါကျရင်ကျွန်တော်တို့က flower ကိုတောင်းလိုက်တယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဒီတင်းနဲ့တုံးဆိုပြီးတော့မဆန်းတဲ့ခါကျအောက်ကိုချိုးသွားတယ်ပေါ့နော်ဒါကတော့ flower ရဲ့အသုံးမျိုးပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကခုန robust အဲ direction မှာတုံးလို့ robust ရှိတယ်လို့ဒီ flower မှာလည်း flower robust ဆိုရှိရပါတော့ အော်ကျွန်တော်တို့က flower wrap ကိုတောင်းလိုက်မယ်ဆိုရင်သူရဲ့ကျွန်တော်1 2 3စီထားနေတာဒီ2 1ဖြစ်သွားလိမ့်မယ်ပေါ့နော် wrap တိုင်းမျိုးဖြစ်သွားပြီပေါ့နော်3 1 2ဆိုပြီးတော့ flower wrap လုပ်လိုက်တာပေါ့နော်အထောက်ပြောင်းမြန်လာတဲ့သဘောမျိုးဖြစ်သွားပြီပေါ့နော်ဒါကတော့ကျွန်တော်ဒီတစ်ပတ်ဒီဒီဝင်းစီဆယ်ရဲ့၃ရက်ထဲမှာ flower ရဲ့ flatter ရှင်ရဲ့ flat basis ဆိုရဲ့အခြေခံကိုပြောပြပေးသွားချင်ပါတယ်အဲအောက်မှာလည်းဒီဆန်းလို့ရတဲ့ကွန်ပျူတာပြထားတယ်ပေါ့နော်ဒီတရား ဲ့ဒီတခုချင်းထည့်ပြီးတော့ဆန့်ပြီးတော့အသုံးပြုလို့ရတယ်အဲအချိန်ကြီးပြီးတော့ကြီးစုပေးတဲ့တယောက်ချင်းဒီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ